ွားပြောက်ခါနေနေတဲ့ဆင်ပြန်ကြီးတို့ရဲ့ရက်ကွက်မင်္ဂလာပါပြည့်တက်ကြီးတို့ရေကျွန်တော်တို့ရဲ့တပင်ချွေးလေး channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရီဆင်ပြန်ကြီးတို့ပွဲမစားခင်တုန်းကတော့အမရိတ်မှာအရန်ချိန်မဲ့ဘာညာနဲ့အားချောင်းခဲ့ပြီးမြေတကယ်တမ်းမှာတော့ဂိုးပြက်မရှုံးတာတော့မှကျေးဇူးတင်ရမလို့ဖြစ်နေပြီဖြစ်ပါရီဆင်ပြန်ကြီးဖန်တွေကတော့ဒုတိယအကြိမ်မှာကမ်းပတ်မဲ့ဘာညာလုံနေပြီးမြေပြည်သိမြေမှာလွယ်ကူမှာမဟုတ်တာကတော့အသေးချာပါပဲအဝေးကွင်းမှာတော့မှအရန်ကောင်းနေတဲ့ PSG နေနဲ့စေပြန်ကြီးကိုအင်ကွင်းမှာဆိုရင်စိတ်ကြိုက်လို့သွားနိုင်တာဖြစ်ပါတယ်။မျောလင်းကျဲတွေရေးတဲ့ဇုံပြောနေပြီဖြစ်တဲ့စေပြန်ကြီးဖန်တွေကို လမ်းမှာတွေ့ရင်မဆာနောက်ပဲစာနာဖို့လဲမြေတားရက်ခံလိုက်ပါလေဖုံတက်နေတဲ့ရွှေပလာကြီးထုတ်ပြီးတော့ရှည်ရန်ရန်နေမှာစိုးလို့ပါမျောလေးချက်ဆိုတာမျိုးကတကယ်တမ်းဖြစ်မလာတဲ့အခါမှာနာကျင်ခံစားရတယ်ဆိုတာသူမထားတာခံလိုက်ရတယ်သူတွေအသီးဆုံးနေမှာပါလေထဲကတိုင်ရင်လေးပြုတ်ပြတ်သွားတဲ့အခါလူဟာရင်ဘက်တစ်ခုလုံးဆုတ်ပြတ်သွားတတ်ပါလေပြန်လာတော့ဆေးပြတ်ကြီးတို့ပွဲအဆ9မိနစ်မပြည့်ခင်လေးမှာတင်ဂိုးပေးလိုက်ရလို့ဖြစ်ပြီးတော့စောစောစီစီနောက်ကနေလိုက်ကစားခဲ့ရတာဖြစ်ပါလေအသင်းကဂိုးလိုနေပါလေဆိုပူဆိုးတာကတိုက်စစ်ပိုင်းရဲ့ညံဖြင်းလုံးနဲ့အဆုံးသတ်ဖြစ်ပြီးတော့ အပိုင်အလုံးတွေကိုဂိုးဖြစ်မပြောင်းလဲနိုင်တာကတော်တော်လေးကိုဆိုပါရည်ထုံစံအတိုင်းတဲကန်ဘောကနေပြီးတော့ကိုရဖို့ကြိုးစားခဲ့သေးပြီးတော့ရလဲရခဲ့ပေမဲ့လူကျုံနေတာကအင်မတန်စိတ်ပြတ်စရာဖြစ်ခဲ့ပါရည်ဘာပဲပြောပြောပါလူဆိုတာမျောလင့်ချက်တဲ့အသက်ရှင်တာမှုစေပြန်ကြီးဖန်တွေနေနဲ့ဒုတိယအချုပ်ကိုအားခဲထားပါအောင်လို့ပြောချင်ပါရည်ပေါ်ထလူစင်းမှစေပြန်ကြီးဟာတိုင်စင်မှာထရော့ဆက်ကိုတင်ကစားခဲ့ပြီးတော့မာတင်နယ်လီစာကာတို့တောင်ပန်နဲ့ဝန်းရံခဲ့ပါရည်ကွင်းလယ်မှာမာရီနိုရိုက်စ်အိုရီဂက်တို့ရှိနေခဲ့ပြီးတော့ခန်းစင်မှာတော့လူးဝစ်စကယ်လီကီဝီရောဆလီဘာ တင်ပါနဲ့ဂေါသမရာယာတို့ကိုတုံးဆွဲလာခဲ့တာဖြစ်ပါတယ်။ PSG တောသားချဲပေါအသင်းကလည်းတိုက်စစ်မှာကာဘရာစကီလီယာ၊ဒမ်ဘီလီ၊ဒူရီ၊ကွင်းလင်မာရူးသ်၊ဗက်ဒီဟာ၊နီဘတ်စ်၊ခန်းစစ်မှာတော့မန်ဒတ်စ်၊ပါချို၊မာကွင်းဟို၊ဟာကီမီနဲ့ဂေါသမဒေါ်နာရမ်မာတို့ကိုခင်းကျင်းထားခဲ့တာပါ။ပွဲအစ၄မိနစ်မှာတည်းစင်ပြန်ကြီးတို့ဂိုးပေးလိုက်ရပြီးတော့ရှုပ်ရှက်ခန်းနေတဲ့ဂျာကာနေပြီးတော့ဒမ်ဘီလီကကန့်သွင်းသွားခဲ့တာဖြစ်ပါတယ်။ပွဲအစမှာလည်းမထင်မှတ်ဖြစ်ဂိုးပေးလိုက်ရတာပါတီမပါဝင်နိုင်လို့ကွင်းလယ်မစိုးမိုးနိုင်တာ PSG ကတကယ်ကောင်းနေတာရဲ့ကြောင့်မိနစ်20လောက်အထိအာဆင်နယ်တို့ဘာမှမလုပ်နိုင်ခဲ့ပါဘူး။အဲဒီနောက်မှာတော့အာဆင်နယ်အချိန်ပြန်ရလာပြီးတော့ကစားပုံရောဂိုးသွင်းခွင့်ပါပြန်တက်လာခဲ့ပါတယ်။မာတင်နယ်လီရဲ့အခွင့်အရေးနှစ်ကြိမ်ကတော့နှမျောစရာကောင်းခဲ့ပါတယ်။ဆာကာရဲ့ဗတ်စုံလိုက်ပြီးတော့ထိုးဖောက်ပေးနေတာကတော့သီးသလားကိုကောင်းနေတာပါ။ဒါပေမဲ့ထုံးစံအတိုင်းအဆုံးသက်တိကျတဲ့ကစားသမားပါမလာတာကစင်ပြန်ကြီးကိုမိုးတဲ့ရေထဲမှာဒုက္ခရောက်စေတာဖြစ်ပါတယ်။ဒါပြင်အိုဒီကက်ကလည်းသီးသလားချေကျနေပြီးတော့ဘာမှလုံးမပြနိုင်ခဲ့ပါဘူး။ PSG ကိုထိုးပေါက်ဖို့ဆိုတာကဘောလုံးနဲ့နဲ့ကင်ပြီးတော့ရှေ့ကိုဆွဲထုတ်သွားရုံနဲ့ရတယ်ဆိုတော့ကို Rice ကတက်တဲ့အချိန်ချင်းပြခဲ့ပါတယ်။ဒါပေမဲ့သူနဲ့တွဲမဲ့ပါတီမပါတာကကွင်းလေကိုအားနေစေခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမိနစ်60လောက်မှာ PSG တို့အချိန်တော်လေးကြာလာပြီးတော့အာဆင်နယ်အနေနဲ့အခွင့်အရေးအများကြီးယူနိုင်ဖို့လိုအပ်ခဲ့တာပါ။အိုဒီဂက်စီကလည်းဘောလုံးမထွက်တာကြောင့်ကွင်းလေမှာ Rice တယောက်ပဲရုံးကန်ခဲ့ရတာဖြစ်ပါတယ်။ဘာပဲပြောပြောပါစင်ပြန်ကြီးတို့ဒုတိယအကြော့ကြံသေးတာမို့ဘာပဲဖြစ်ဖြစ်အားမလျှော့ဖို့ပြောချင်ပါတယ်။ 这里阿叫别人，我这也没人么？加嘛，收入平白哩。上你这边去加来着，阿通过节奏图片，点水白哩个命。